မင်္ဂလာနနေခင်ပါဂျေစုဘုနာမြတ်တာတော်နဲ့ရင်သက်ချင်းလွှမ်းခြုံရာတနိတာဖြစ်ကြပါစေဒီနေ့မနေ့ရန်ကုန်မြို့နယ်နေတဝဲကူချိန်ပြီး29ဒီဂရီရှိပြီးတော့မှ31ဒီဂရီရှိတယ်လို့ခန့်စားရရှိနိုင်ပါတယ်ဒေရုရီသွေးကနေကြတယ်ဒီနေ့လုံးတိမ်ထူတက်ပြီးတော့မှမိုးလွယ်ပိုင်းနဲ့ညနေပိုင်းတွေမှာနေရာကွက်ကြားမိုးထစ်ကြုံရွာနိုင်ပါတယ်။မြင့်ဆုံးပူချိန်ကတော့32ဒီဂရီရှိပါမယ်။ နေ့စဉ်ဝိပုခြင်းလင်းပြဇွန်လ၄ရက်ဗုဒ္ဓဟူးနေ့2025ယေရှုခရစ်သည်အပြစ်ရှိသောသူတို့ကိုကယ်တင်ခြင်းကဤလောကသို့ကြွလာတော်မူသည်ဒီကချက်တိမောသေဩဝါဒစာပထမဆောင်မှခွန်အားယူစရာများ အပိုင်းနှင့်ဖတ်ရန်ကြမ်းချက်တိမောသေဩဝါဒစာခန်းကြီး၁ခန်းငယ်၁၂-၂၀ထိုတရားကိုငါ၌အပ်ပေးတော်မူသည်ဖြစ်၍ငါကိုခွန်အားနှင့်ပြည့်စုံစေတော်မူသော ငါတို့သခင်ယေရှုခရစ်၏ကြီးစုတော်ကိုငါချီးမွမ်း၏ငါသည်ကဲ့ရဲ့တော်သူညင်ဆဲတော်သူစံကြုတ်တော်သူဖြစ်ဘူးတော်လေသစ္စာရှိတော်သူဟုထိုသခင်သည်မှတ်၍ဓမ္မဆရာအရာ၌ခန့်ထားတော်မူ၏ထိုသို့ငါပြုသောအခါယုံခြင်းမရှိမှန်မသိပဲပြုသောကြောင့်ဂိယုနာတော်ကိုငါခံရပြီငါတို့သခင်ဖျားဤကျေးဇူးတော်သည်လေယေရှုခရစ်၌ ယုံကြည်ခြင်းချစ်ခြင်းနဲ့တကွအတိုင်းထက်လွန်ကျွဲဝပြီးယေရှုခရစ်သည် အပြစ်ရှိသောသူတို့ကိုကယ်တင်ခြင်းကဤလောကသို့ကြွားလာတော်မူသည်ဟူသောစကားသည်သစ္စာစကားဖြစ်၏အကျွင်းမဲ့ခံယူအပ်သောစကားလည်းဖြစ်၏အပြစ်ရှိသောသူတို့တွင်ငါသည်အကြီးဆုံးဖြစ်၏သို့တော်လည်းသာရအသက်လုံးကယုံကြည်လက်တန်သောသူတို့လိုက်เสียပုံသက်သည်ဖြစ်စေခြင်းကား အကြီးဆုံးသော အဖြစ်ရှိသောငါ၌ယေရှုခရစ်သည်ခတ်သိမ်းသောခံဒီတော်ကို ပြတော်မူမည်အကြောင်းငါကိုတနာတော်မူပြီးလောကတတို့၏ဘယင်တိဟုသောဖောက်ပြန်ပျက်စီးခြင်းနှင့်ကင်းလွတ်တော်မူထသော မျက်မြင်မရာအာယူပဖြစ်တော်မူထသောတဆူဒီသောဖျားသခင်သည် ကဘာဆက်ဆက်ဂုံသည်ဘုံအာနုဘော်ရှိတော်မူစေတည်းအာမင်ငါသားတိမောသည် ်တင့်ကိုယူမဲ့၍ဟောပြောခဲ့ပြီးသောအနာဂတ်တိစကားကိုတင့်သည်အမိပြု၍ယုံကြည်ခြင်းကို၎င်းကိုကိုကိုတိသောစိတ်ကြည်လင်ခြင်းကို၎င်းဆွဲလန်း၍ကောင်းသောစိတ်ကိုတိုက်စေခြင်းကထားခဲ့ပြီးသောထိုအနာဂတ်တိစကားနှင့်ညီအထက်ငါဆိုခဲ့ပြီးသော ပြည့်ညတ်ထားခြင်းခွင့်ကိုတင့်၌ငါအပ်ပေ၏ထိုယုံကြည်ခြင်းမှစသည်တို့ကို အချို့သောသူတို့သည်ပယ်ပြီးလျှင် ယုံကြည်ခြင်းသင်မောပြည့်၍ဆုံးရှုံးကြပြီးထိုသူတို့တွင်ခုမေနဲနေအာလီဇန်ဒုပါတည်းထိုသူတို့သည်ကဲ့ရဲ့သောစကားကိုကျင်းဆောင်ခြင်းကသင်ရမည်အကြောင်းစာရန်ဤလက်သို့ငါအပ်လိုက်ခဲ့ပြီရှင်ယောဟန်ခရစ်ဝင်ကျမ်းခန်းကြီး34ခန်းငယ်6ယေရှုကလည်းငါသည်လမ်းခီးဖြစ်၏တမန်တော်လည်းဖြစ်၏အသက်လည်းဖြစ်၏ ငါကိုအမိမပြုတ်လင်ဘယ်သူမျှခမည်းတော်ထံသို့မရောက်ရရှင်ဘောလူသည်သူ့ရဲ့လှုပ်ဖို့ဆောင်ဘက်လည်းဖြစ်တဲ့သားတပည့်လည်းဖြစ်တဲ့တိမောသေးကိုစင်ကြယ်သောဩဝါဒကြောင့်နဲ့ဘုရားသခင်ရဲ့ဘုန်းကြီးတော်မူသောအင်္ဂရီတရားကြောင့်ကိုပြောပြတဲ့နောက်ပိုင်းမှာသူကိုယ်တိုင်တက်တာမှာဘလိုမျိုးပြောင်းလဲလာလဲဆိုတဲ့အကြောင်းကိုဘလိုခံယူလဲဆိုတဲ့အကြောင်းကိုဆက်လက်တွင်တင်ပါတယ်ပထမဦးဆုံးအနေနဲ့အရိတရားကို သူ့ကိုယုံကြည်ခြင်းနဲ့အနံ့ငဲတဲ့ ်ယေရှုခရစ်တော်ကိုကျေးဇူးတော်သူချီးမွမ်းနေအရင်တုန်းကသူဟာကဲ့ရဲ့တတ်တဲ့သူညှင်းဆဲတဲ့သူစံကြုတ်တဲ့သူဖြစ်တော်လဲပဲသခင်ယေရှုက သူ့ကို သစ္စာရှိတဲ့သူလို့မှတ်ပြီးတော့မှဓမ္မဆရာအရာမှခန့်ထားတယ်။တချိန်ကသူ့ရဲ့မသိစိတ်နဲ့ဒီအရာတွေကိုလှုပ်ဆောင်ခဲ့တော်လဲပဲသခင်ယေရှုကိုယ်တိုင်ကသူ့ကိုယုံကြည်အပ်တယ်သစ္စာရှိတယ်လို့သတ်မှတ်ပြီးတော့မှခွန်အားကိုပေးပြီးတော့မှဒီ ဧဝံဂေလိတရားကိုဟောပြောရတဲ့ဓမ္မဆရာယာမှာခန့်အပ်ထားခြင်းကို ခံခဲ့ရတဲ့သူဖြစ်တယ်လို့ရှင်ဘောလူပေါ်ပြပါဗယ်။သခင်ယေရှုခရစ်တော်ဆင်းသက်ကြွလာခြင်းကိုရံကိုကကအပြစ်ရှိတဲ့သူတွေကိုကယ်တင်ဖို့ရန်ဖြစ်တယ်။အဲ့ဒီစကားဟာသစ္စာစကားကျွေးမဲ့ခံယူအပ်သောစကားလည်းဖြစ်တယ်။အဲ့ဒီအပြစ်ရှိတဲ့သူတွေထဲထဲမှာမှ ရှင်ဘောလူသည်အပြစ်ကြီးဆုံးသူဖြစ်တယ်လို့သူကိုယ်သူပေါ်ပြတယ်။ ဒါပေမဲ့သာဝရအသက်တွေလူတွေရဲ့ပုံသက်တွေဖြစ်เสียဖြစ်ဖို့ရန်တွေအရင်ကခရိယန်တွေကိုနှောက်ယှက်ပြီးတော့မှယေရှုကိုညှင်းဆဲသလိုဖြစ်ခဲ့တဲ့အပြစ်အကြီးဆုံးသူကို ခရစ်တော်ဟာတီးခံတော်မူတယ်။နှာပြီးတော့မှကယ်တင်တော်မူတယ်။အဲ့အတွက်ကြောင့်သူသည်ဘုရားသခင်ရဲ့ဂုဏ်ကျေးဇူးတော်ကို အထက်ထက်ချီးမွမ်းနေသူ့နှလုံးသားထဲမှာယေရှုတော်မင်္ဂလာနဲ့ပြည့်နေတယ်။ ဆက်လက်ပြီးအေဖဲမြို့မှာတာဝန်ထမ်းဆောင်မဲ့တိမောသေးကိုခွန်အားယူဖို့ပြည်ညတ်တွေကိုလှုပ်ဆောင်တဲ့အခါမှာသူအထက်ကဟောပြောခဲ့ပြီးတဲ့နာဂတ်တိတိုင်းပဲဆက်လက်ပြီးမှတွင်တင်ပြသပြည်ညတ်ပေးဖို့ကိုအထူးတိုက်တွန်းထားခဲ့ပါတယ်။သူတို့ရဲ့လှုပ်ဖော်ဆောင်မဲ့အထက်မှာယုံကြည်ခြင်းပြတ်သွားတဲ့လန်လွဲသွားတဲ့သူတွေလည်းရှိတယ်။အဲဒီသူတွေကတော့စာရန်လက်ထဲမှာပဲအပ်ထားလိုက်ပြီလို့ရှင်ဘောလူပေါ်ပြပါဗျ။ ဘယ်တော့ကျွန်တော်တွေလည်းအမှုတော်တွေဆောင်တဲ့အခါမှာလူလောကမှာယုံကြည်သူများဖြစ်အသက်ရှင်တဲ့အခါမှာသခင်ရှုခရစ်ကိုယ်တိုင်ကကျွန်တော်တို့ကိုရွေးကောက်ကယ်တင်ခဲ့လို့သာကျွန်တော်တွေအပြစ်ရှိတဲ့သူတွေကြားထဲကကယ်တင်ခြင်းသို့ရောက်တယ်ဆိုတာကိုသိမှတ်ပြီးတော့မှယေရှုတော်ပေါင်းကိုဝန်ခံလဲဖျားတွေ့ဖျားရဲ့အစီကံများဖြင့်ဆက်လက်ပြီးတော့မှစီကံလှုပ်ဆောင်ကြဖို့ရန်ဖြစ်ပါတယ်။ဒီကကယေရှုတည်တတ်တဲ့စိတ်နဲ့ ဖျားရဲမှုတော်မှာကောင်းဆုံးဆက်လက်ပါဝင်ကြဖို့ရန်ဖြစ်ပါれစုတောင်းကြပါစို့မြတ်တော်ရှင်သခင်သာရမြတ်စွာဘုရားဖျားသခင်ဒီမနေ့ခင်းတဲ့အတွက်ယေရှုတော်ကိုချီးမွမ်းပါれဒီမနေ့ခင်းမှာလူထရှင်သလိုင်းမဲ့သူတိုင်းဂရရှင်စိတ်နှလုံးခန္ဓာကိုယ်ဈာန်မှပျော်ရှင်ငြိမ်းချမ်းရသောခွင့်များကိုပေးသနာရမူပါ အလိုဆန္ဒတွေပြည့်စုံကြွယ်ဝစေတော်မူပါမာပြည်ကြီးငြိမ်းချမ်းတရားစေတော်မူပါ မတရားမှုတွေပပျောက်စေတော်မူပါတရားရဲမှုတွေတိုးပွားစေပါ အနာဂတ်မျိုးဆက်တွေကောင်းသောအနာဂတ်တွေကောင်းသောအဝေနှစ်တွေကိုခြံထားခဲ့နိုင်သောမျိုးဆက်တွေဖြစ်စေပါမည်ကြောင်းကောင်းချီးပေးပါနေ့ချိန်မှနေအားဖြင့်ညချိန်မှလအားဖြင့်မိုးရင်းချိန်မှမိုးရေအားဖြင့်နေချိန်မှနေပူချိန်အားဖြင့်မြမပြည်သူပြည်သားတွေထိခိုက်ခြင်းမရှိဘူးယံကိုရရှင်2ပြင်ဆင်ွယ်ကား ကောင်းကြီးပေးပါဖះကိုတည်တော်ညံနေပြည့်စုံသောမြမပြည်သူပြည်သားတွေဖြစ်စေပါစေပေးဆောင်များအားလုံးကိုလည်းကိုရရှင် ကောင်းကြီးပေးလက်လုံးကျုံငင်းချမ်းစွာနဲ့ဆက်လက်နေထိုင်ရပါမည်ကြောင်းကောင်းကြီးပေးပါကလေးတွေစိတ်တန်ရာတွေမရရှိစေဖို့ကိုရရှင် အထူးသူတို့စိတ်နှလုံးကိုသူတို့ကြံစည်မိနေတဲ့ငြိမ်သက်ခြင်းမြတ်ပတ်ရတော်မူပါသူတို့ထဲမှာတက်ကြီးရွယ်အိုတွေကိုဝန်ဆောင်နေ မမမကြမ်းတဲ့သူတွေမတန်ဆွမ်းတဲ့သူတွေရှိပါကလည်းသူတို့ကိုအထူးပြင်ဆင်ခွဲကားရမှုပါလူတွေခဏခဏပျောက်တယ်ရောင်စားတဲ့သူတွေရှိတယ်ဒီလိုမျိုးဖြစ်နေတဲ့အရာလည်းကိုရရှင်တားမြစ်တော်မူပါထိန်းချုပ်တော်မူပါမတရားတဲ့သူတွေပေါ်ကိုရရှင်ဘာခွင့်မှမပေးဖို့ရန်အထူးသာသမီးတို့မြစ်တရခင်တောင်းလျှောက်ပါတယ်ရည်ကြီးရည်ရှံပေးတယ်လေဖြစ်စေဖို့ကိုရရှင်အထူးပြင်ဆင်ခွဲကားလည်းမြမပြည်ကြီးကိုဘေးဒုက္ခပေါင်းမှကယ်တင်ကယ်ထုတ်တော်မူပါမြစ်ချောင်း ။ခင်ယေရှုခရစ်တော်ဖျားရဲ့နာမတော်မြတ်ကိုမြည်ပြုလဲဆုတောင်းကြပါရဖျား။အာမင်။